မြန်မာနဝချင်းတွေကိုအစဉ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလာကောင်းလေးတွေကိုနေ့စီရွေးချက်တိဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအက္ခဇော်ရေးသားထားတဲ့အဝိဇ္ဇာထောတောင်းတဲ့မြူမောင်ကင်းချိန်ဇလာလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ပြဿနာတက်တော့တယ်။ ဒေါ်ပူချင်စီသွားပြီးကျွဲတွေသွားထုတ်တဲ့အခါမှာဒေါ်ပူကမျက်နှာထားတင်းနေနဲ့တော်ပြီနွေးတော့ငါကျွဲတွေကိုကြောက်စရာမလိုတော့ဘူးဗျာဘာဖြစ်လို့လဲမကြောက်နဲ့ဆိုမကြောက်နဲ့ပေါ့အေးဘာဖြစ်တယ်ညာဖြစ်တယ်တိတ်ချင်မနေစမ်းပါနဲ့တေးပေါ့အေးတေးနာစားတဲ့နင်းတို့လိုကောက်မျိုးတွေကိုယွန်းနေအေးပေးစီမိခောက်တစ်ချက်လှည့်ကြည့်ပြီးနောက်ကိုအတွင်းနဲ့ခြေလန်းကြဲကြီးတွေနဲ့ထွက်သွားလို့တော့တယ်မိခါဟာစိတ်မကောင်းဖြစ်သွားခဲ့တယ် ဒါနဲ့ပေစီအနောက်ကိုပြေးလိုက်လာခဲ့တယ်။ပေစီညင်ဘာဖြစ်သွားလဲ။ပေစီကဘာမှမပြောဘဲဆက်သွားလိမ့်တယ်။မိခကပေစီစီပြေးသွားပြီးတော့ပေစီလက်ကိုဆွဲယူလိုက်တယ်။ပေစီနင်ငါပြောတာကြားရဲ့လား။ကြားတယ်မိခငါနားမကန်သေးဘူး။ဒါတွေအကုန်လုံးကနင်းကြောက်မယ်မိခ။နင်စိတ်မဆောင်လို့ဖြစ်တာ။တကယ်တော့ဒေါ်ပူကငါရဲ့အလောက်ရှင်ဆိုရင်လည်းဟုတ်တယ်။ကျေးဇူးရှင်ဆိုရင်လည်းဟုတ်တယ်ဟာ။နင်အခုလိုလှုပ်လိုက်တော့ဘယ်ကောင်းမှမလဲ။ အမေဒီမိမကြီးစီမအလုံးမလုံးဟာတော့ပိုတော့ကောင်းပါသေးတာပေါ့ငါစီမငွေတွေရှိပါလေပေးစီရဲ့တခြားအလုပ်တခုလုပ်ပေါ့တော်စမ်းမိခါမိငွေတွေကသူ့မျိုးတွေကိုချိတ်ချောက်ပေးအတင်းလို့ထားတဲ့ငွေတွေမဟုတ်လားပေးစီမိခါလက်ကိုပုတ်ချလို့တောအတွင်းထဲကိုဝင်သွားတယ်မိခါလည်းပေးစီကြောကုန်းကိုကြည့်ကိုနိုင်စားတဲ့လူရဲ့လက်အောက်မှာအလုံးမလုံးရတာကိုနေရတော်တော်စစ်ထိတ်ကြနေတယ်ပေါ့လေဟုတ်လားပေးစီ မျက်စိကငါနားမလည်နိုင်တော့ဘူးမိခအဲ့ဒီလိုရေရွတ်ပြီးတဲလေးစီကိုပြန်လာခဲ့တယ်စိတ်တလုံးကလည်းမိခကိုတွေ့တွေ့ကြည့်ဆိုက်ကြည့်နေပြန်တယ်ဦးကြီးစိတ်တလုံးကလည်းဘာဖြစ်နေပြန်တာလဲပစ္စည်းနဲ့ညချောင်းမှာတခုခုရှုပ်ဝတ်ထားတာရှိတယ်မဟုတ်လားမိခဟုတ်တယ်တကယ်တော့ကြွဲတွေပြအောင်ကျမလှုပ်လိုက်တာကြွဲတွေပြန်ဖို့ပြီးတော့ပတ်စံတောင်းခိုင်းတာလဲကျမအကျံပဲဦးကြီးစိတ်တလုံးအေးငါထင်တော့ထင်တာပဲ ဒါကြောင့်ဒေါ်ဘူးကနင့်ကိုကြောက်ပြီးပေစီကိုကျွဲမကြောင်းခိုင်းတော့တာပဲဖြစ်မှာဟ။တကယ်ဆိုရင်နင့်ဒီလိုမလုပ်သင့်ဘူးမိခါရ။အော်ဦးကြီးစိတ်တလောပါပေစီဘက်ကနာနေတယ်ပေါ့လေ။ကျမလို့တာမမှန်လို့လား။မှားတယ်။မင်းတိုက်မှားတယ်မိခါ။ငါပေစီနောက်ကိုထိုက်သွားပြီးဖြောင်းပြလာအောင်မယ်။စိတ်တလောကပြောဆိုပြီးပေစီအနောက်စီပြေးလိုက်သွားတယ်။မိခါတော့ဒေါသထွက်ထွက်နဲ့တဲလေးစီကိုပြန်လာခဲ့တယ်။ဟုတ်တယ်။ရှင်တို့အားလုံးမှန်တယ်။ မှားတာကျမ ကျမမှားတာပါဘာတွေမှားနေရလဲမင်းကလေးဒီချိန်အိမ်နောက်ဘေးဘက်ကဒေါ်နုထွက်လာခဲ့တယ်ဒေါ်ပူကပေစီကိုကျွဲပေးမကြောင်းတော့ဘူးအဲ့ဒါကိုပေစီကကျမမှားဆိုပြီးပြောနေရလေဒါမဲ့ဒေါ်နုကျမမှာပတ်စံတွေပပါတယ်အတော်တို့ပတ်စံတွေပေးခဲ့မယ်အတော်တို့ကောင်းရောင်းကောင်းဝယ်လှောက်စားကြပေါ့မင်းစီကပတ်စံတော့အလကားမလို့ချင်ပါအောင်ကွာ ။တန်းနဲ့မင်းကဆရာဥစံပါစီဝင်ထွက်နေတယ်မဟုတ်လား။အဲ့ဒီအိမ်ထဲမှာလူဘယ်နှယောက်ရှိလဲ။လူကတော့ဒေါ်ပုံးဆိုတဲ့မိန်းမကြီးရဲ့ဆရာကြီးဥစံပါရဲ့ပဲရှိပါတယ်။ Ừ မပေါကငါအောက်ကတပည့်ပဲ။တန်းနဲ့ဥစံပါရဲ့တမိမအောင်မကိုရောမတွေ့ဘူးလား။မတွေ့မိပါဘူး။ငါထင်ရတော့ဥစံပါရဲ့တမိမအောင်မကတားလေးမောင်ပေစီအကြောင်းကိုမသိသေးဘူးထင်တယ်။တဲ့တော့ဒီတိုင်းပြစ်ထားမှာမဟုတ်တော့ဘူး။ မင်းကလေးကအတော့တခုခုညီပါကွယ်ပြောပါတော့မောင်ပေစီအကြောင်းမအောင်မသိအောင်မင်းကပြောပြပေးရမယ်မိခအနှဲငယ်တူဝင်းနေတယ်ဒေါ်နုကမိခရဲ့လက်ကိုကင်ဆယ်ပြီးတော့ကျေးဇူးပြုပြီးကုညီပေးပါမင်းကလေးရဲ့ဒါကတားလေးမောင်ပေစီရဲ့ဘဝရှိရေးကောင်းစားဖို့အတွက်ပါအောင်မကသာသူ့သားအကြောင်းသိတင်းနင်းနင်းနဲ့ကုညီမှာပါမင်းကလေးဆရာကြီးဦးဆန်ပါရဲ့အိမ်မှာ တို့တွေတသက်စားမကုန်နိုင်လောက်တဲ့ယရနာတွေရှိပါတယ်။သူတော့မလို့ကျင်လို့ဆွန့်ထားတာပဲဒေါနုရဲ့ပြောလို့ရပါမလား။မဟုတ်ဘူး။မမလေးကဒီလိုမဟုတ်ဘူး။မအောင်မမောင်ပေစီအကြောင်းမသိလို့ပါ။တင့်လေဒီတိုင်းနေမှာမဟုတ်ပါဘူး။ကောင်းပါပြီ။ကျမတို့ကိုမရရအောင်ရှောက်ဖွေပြီးပြောလိုက်ပါမယ်။အဲ့ဒီညာညတော်တော်နဲ့တဲ့အခါကျမမိခတယောက်အိမ်ကနေထွက်လာခဲ့တယ်။ဦးရဲ့ချက်အပြက်ကြီးကိုဖြတ်ကျော်လိုက်တဲ့အချိန် မိခါခေါင်းပေါ်ကနေမီးလုံးနေနေကြီးတစ်ခုကဝုန်းကနေပြတ်တက်လာခဲ့တယ်။အဲနောက်မီးလုံးကြီးနောက်တလောကတက်ပြင်တွေဈာရိတ်ကနေထွက်ပေါ်လာပြီးမိခါရဲ့ဥကောင်းပေါ်မှာဝဲပြန်နေတယ်။မိခါအဲ့ဒီမီးလုံးကြီးကိုတအံ့တအောနဲ့ကြည့်နေမိတဲ့အချိန်မီးလုံးကြီးကမိခါရဲ့အရှိမတလုံးအနောက်မှာတလုံးမျိုးပေါ်ကိုကျဆင်းပြီးတော့ဘလူးကြီးနှကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ဟဲ့မင်းဘယ်ကိုပြေးမလို့လဲကလေးမ။မိခါအနောက်ကိုဆုတ်လိုက်တဲ့အခါဘလူးတကောင်က မိခါရဲ့အနောက်မှာပိတ်ရက်လိုက်ပြန်တယ်။ဘလူးနှစ်ကောင်ကစိတ်ဖန်ဖန်အသားရည်ရှိပြီးမျိုးလုံးကြီးကမိသည်အနီရောင်ကြီးတွေလို ပြုတ်ထက်ပြီးဝန်းလန့်နေတယ်။အဖြူရောင်လှလှအဝတ်ထည်တွေကိုဝတ်ဆင်ထားကြတယ်။မေဘယ်ကိုပြေးမလို့လဲကွာ။ရှင်တို့ကဘယ်သူတွေလဲ။မေမျိုးလုံးကန်းနေလားကွာ။ငါတို့ကဘလူးတွေပဲ။ရှင်တို့ကိုလန်းကိုသွားကိုလုံးကိုလုံးကြ။ကျမကိုလာမနောက်ရှက်ပါနဲ့။ဘလူးကြီးတွေကရီမောပြီးတော့ ငါတို့ကော့လို့ကော့လို့နေတာပဲလေကွာမင်းကငါတို့ရဲ့အစာဖြစ်သွားပြီမင်းတို့ငါတို့စားမယ်ရှင်တို့ယူနေကြသလားတတိရှိစမ်းကြည့်လေမိခလက်ကောက်တွေကိုချုပ်ပြီးတော့လှက်ပစ်ခတ်လိုက်တယ်ဒါပေမဲ့ဘလူးတွေကမိခပစ်ခတ်လိုက်တဲ့လက်ကောက်တွေကိုလက်နဲ့အသာလေးဖမ်းယူချင်မှပြီမြေပြင်စီပစ်ချလိုက်တယ်လက်ကောက်တွေကမြေပြင်ပေါ်စီကျတဲ့အခါတဝုံဝုံပောက်ခွဲပြီးအပိုင်းပိုင်းအဆအဆဖြစ်ကုန်တယ် မင်းရဲ့ဘာမဟုတ်တဲ့လက်နဲ့နဲ့များငါတို့ကိုရံပြုတ်ချင်နေသေးတယ်ဟုတ်လားကလေးမဒီမဲ့ကလေးမမင်းငါတို့လက်ကပြစ်မလို့ပါအောင်ကွာမိခထိတ်လက်နေမိတယ်ဆိုပေမဲ့မကြောက်လက်နဲ့ပုံစံနဲ့အိမ်တွေကိုထိန်းထားရတယ်ကောင်းပြီလေရှင်တို့နဲ့ကျမကစားပွဲတစ်ခုကစားမယ်တကယ်လို့အဲ့ဒီကစားပွဲမှာရှင်တို့နိုင်ရှင်တို့ကျမကိုကြိုက်တယ်လို့လုံးကြကျမနိုင်ရင်တော့ရှင်တို့ကျမကိုအရှုံးပေးရလိမ့်မယ် ရှင်တို့ဘလူးတွေကဒီလိုအရှုံးနာလူတဲ့ကစားနည်းတွေကိုတိတ်ကြိုက်ကြတယ်မဟုတ်လားဟဲ့ကလေးမမိဘတွေညံများဖို့စ조사နေရလဲရှင်တို့ကျမကိုကြောက်နေသလားကျမရှင်တို့ကိုအနိုင်ယူသွားမှာကိုစွန့်ရနေရလားမဲလို့မလောက်လေးမလောက်စားလက်တောက်လောက်လေးကိုငါတို့ကကြောက်ရမှာလားကွာကောင်းပြီငါတို့ဘာကစားနည်းစော့ကြမလဲကျမတို့ဘုံဝက်တဲစော့ကြမယ်ကျမကလေးဆိုတော့ကျမအရင်ပုံးမယ် ရှင်တို့နေရာကိုကျမကိုတက်အောင်လိုက်ရှာကြ။ဒီကဘလူးနှကောင်ကတက်ရောက်မျက်နှာတက်ရောက်ကြည့်ခွတ်ထိုးခွတ်လန်ရီမောလိုက်ကြတယ်။ကောင်းပြီကလေးမမင်းဟာရှုံးကျင်လို့ဒီလဲရွေးလိုက်တာပဲဖြစ်မယ်ကွာ။ရပါတယ်။မင်းလုံအားသာပုံတော့ငါတို့နေရာကိုမင်းကိုရှာတွေ့လို့ရတော့မင်းကိုခြေထောက်ကနေကင်ဆွဲပြီးဝါစားဖြစ်မယ်။မိကကောင်းကျင်ပြီးတစ်ပေတွေရဲ့ဂျားထဲမှာပြေးလွှားလိုက်လေတယ်။ဘလူးနှကောင်ကအနည်းမှရှိတဲ့တစ်ပေတပေရဲ့ပင့်စီကိုမျက်နှာနဲ့ကတ်ကာ တစ်ကနေ30အထိခက်မမဲရေတွက်နေတယ်။ဘဝတန်းဆိုတာတူးတူပုံနဲ့ကစားချင်းကိုဆူလို့တာ။ဘလူးနှကောင်က30အထိရေတွက်ပြီးတဲ့အခါ"ကဲရပြီ30ပြည့်ပြီနော်ကောက်ပါလေ။မင်းရောငါတို့လိုက်ရှာပြီ။ဘလူးနှကောင်ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မင်းကအရှိတ်ကိုရှာလိုက်ညီလေ။ငါအနောက်ဘက်ကနေပတ်ရှာမယ်။ဒီကလေးမတိတ်ဝဝပြေးနိုင်မှာမဟုတ်ဘူး။ဘလူးနှကောင်ကလူခွဲပြီးရှာကြတယ်ဘလူးတွေကအလုံးလှည့်မြဲတဲ့အချိန်နဲ့ တပည့်တွေရဲ့ဂျားထဲမှာအပြေးလွားလိုက်ပြီးရှောက်ဝေးကြတယ်။အဲ့လိုရှောက်ဝေးရင်ညီကိုနှစ်ယောက်ဥယျချင်းကြီးရဲ့အလဲမှာပြန်လဲတွေ့ဆုံကြတယ်။အကိုကြီးရှာတွေ့လား။ဟာမင်းတို့ရှာမတွေ့ဘူးလား။မတွေ့ဘူးအကိုကြီးက။မဖြစ်နိုင်ပါဘူးကွာ။ဒုလက်ကသူ့ပြင်းမလို့နိုင်ဘူးကွာ။နောက်တစ်ခါလိုက်ရှာကြရအောင်။ဘလူးနှစ်ကောင်ထပ်မံရှောက်ဝေးကြပြန်တယ်။ယခုဒီချိန်မှာတော့ခပ်ဖြစ်ဖြစ်မှန်မှန်သာရှောက်ဝေးကြတယ်။အဲ့လိုရှောက်ဝေးရင်ဘလူးနှစ်ကောင်က ဥယျချန်ကြီးအလဲမှာပြန်ဆုံကြပြန်တယ်။အကိုကြီးဒီကလေးမထွက်ပြေးသွားတာပဲဖြစ်မယ်ဗျ။ဒီကလေးမကျုပ်တို့လှည့်စားသွားပြီ။အေးဟုတ်တော့ဟုတ်မယ်ကွာ။ဒီချိန်တစ်ပင်တွေရဲ့ဂျားရီယာနဲ့မိခထွက်ပေါ်လာပြီးခါထောက်ကရီမောနေလေတယ်။ရှင်တို့တော်တော်ညံ့တဲ့လူတွေပဲ။ကျမတော်တက်အောင်မရှာနိုင်ကြဘူးလား။ဘလူးနှကောင်ကမိခစီကိုတဟုန်တို့ပြေးဝင်လာပြန်တယ်။မိခလည်းတစ်ပင်တွေရဲ့အနောက်ကိုပြေးဝင်လို့လှစ်ကနေပြက်ခွက်သွားခဲ့တယ်။ ဘလူးနှကောင်အကြံအိုက်နေပြီအကိုကြီးအကိုကြီးမှာတုတ်တတော်နာဆိုတဲ့အချားမြင်အာယုံခဏန်းနဲ့အစွမ်းရှိတယ်မဟုတ်လားဒီအစွမ်းကိုအသုံးပြုပြီးတော့ဟော်ဒီဥယျင်ကြီးထဲမှာဖြန့်ကျက်ပြီးရှာကြည့်မယ်ဆိုရင်ရောအကိုကြီးအေးမင်းပြောတာဟုတ်တယ်ကွာဘလူးအကြီးကမျက်လွှာကိုချပြီးအာယုံကိုဖြန့်ကျက်လိုက်လေတယ်ဥယျင်ချန်ကြီးတစ်ခုလုံးကိုလွှမ်းခြုံဖြန့်ကျက်လို့ရှာဖွေလိုက်ပြီမိခါအောင်မတွေ့ပဲဖြစ်နေတယ်ဘလူးလဲအကိုကြီးတွေ့ပြီလား ငါတို့ကိုဘလို့မှမတွေ့ဘူးကွာဟုတ်ပါမလားအကိုကြီးရာဒီကလေးမှဒီနားတင်ရှိနေတာပဲမဟုတ်လားတုတ်တာတောင်းနာပြညာအရာကိုရောင်ဖြောက်ထားတဲ့ဆိုနေမှမြင်နိုင်တယ်မဟုတ်လားအေးကွာဘာပဲဖြစ်ဖြစ်ငါတို့လိုက်ရှာကြည့်တာပေါ့ဘလို့နှကောင်ကအရှိစီဆက်လျှောက်လာခဲ့တယ်ဒီအချိန်ပဝင်းကြီးတခွေလုံးကမြူထိုးတဲ့အောက်ဆိုင်တယ်လို့ဖြစ်လာပြီးဝေဝါးကုန်နေတယ်လက်တကန်းစာအကွာဝေးလောက်ကိုတောင်မှမမြင်တွေ့နိုင်တော့ပဲဖြစ်နေတယ် ဒါအတူအတန်တွေကလည်းတိတ်ဆိတ်ကုန်ပြန်တယ်။အကိုကြီးဘလို့ဖြစ်တာလဲ။ငါတို့ကိုဒီကလေးမှပညာပြနေတာဖြစ်မယ်ကွာ။ဒီလိုပုံစံနဲ့ကျုပ်တို့ဘယ်မှာရှာကြမလဲဗျ။ကလေးမကိုမေ့ထားလိုက်ပါတော့ကျုပ်တို့ပြင်ရအောင်အကိုကြီးရာ။အေးဟုတ်တယ်။ငါတို့ဒီကနေပြန်ကြမယ်။ဘလို့နှကောင်ကတောဟုတ်အတွင်စံတဝဝနဲ့သွားလာနေကြတယ်။မိကလည်းဘလူးတွေရဲ့အဖြစ်ကိုကြည့်ပြီးရှီမောနေမိတယ်။ ငါရဲ့စီးသုံးတန်နေရနဲ့နင်တို့လွတ်အောင်ပြေးနိုင်ပြေးကြစမ်းဘလူးတွေကမိခါချထားတဲ့စီအတွေနဲ့မှတဝဲလဲလဲဖြစ်နေတယ်တပံဘလူးကြီးတွေကမီးလုံးကြီးအဖြစ်အသေးပြောင်းပြီးလေပေါ်စီပြတ်တက်ပြီမဲ့လေဘေးပတ်ဝေးချင်းကိုမမြင်နိုင်တဲ့အတွက်တစ်ပေတစ်ကောင်းနေနဲ့တဝဝုံတိုက်မိလိမ့်တယ်ဘလူးနှစ်ကောင်ကအကောင်းနေလို့စံတဝဝနဲ့ဖြစ်ကုန်တယ်နောက်ဆုံးမစွမ်းနိုင်ကြတဲ့အတွက်တစ်ပေအောက်မှာထိုင်နေကြတယ်ရှင်တို့ကျမကိုအရှုံးပေးပြီလား မိခအတန်ကိုကြားတော့မှဘလူးနှစ်ကောင်ခေါင်းညှိလိုက်ပြီအရှုံးပေးပါ့မင်းကလေးငါတို့လှုပ်ပေးပါတော့ရှင်တို့ကလေးကိုရှင်တို့တည်ကြနော်ငါတို့ဘလူးတွေဆိုတာဂရိတလုံးကိုတည်အောင်ထိန်းနိုင်တဲ့လူတွေပါမင်းတို့ငါတို့အရှုံးပေးပါပြီငါတို့မြင်နိုင်အောင်ငါတို့ကြားနိုင်အောင်ပြန်လှုပ်ပေးပါတော့ဒီကမိခစီချထားတာတွေကိုဖျက်ဆီးလိုက်တယ်ဒီတော့မှဘလူးတွေကပဝေးကျင်ကိုမြင်နိုင်ပြီးအတန်ပလန်တွေကိုလည်းပြန်လဲကြားရောက်နိုင်တော့တယ် မင်းငါတို့လောက်ချင်တယ်လို့လောက်ပါငါတို့ခံမမယ်ရှင်တို့ဘာမှမလုပ်ပါဘူးရှင်တို့ပြန်ကြတော့နောက်ကျမကိုလမ်းမရှုပ်ကြနဲ့တော့ဟုတ်ပြီလားဘလူးနှကောင်ကခေါင်းညိတ်ပြီးနောက်မီးလုံးကြီးအဖြစ်ပြောင်းလဲပြီးပြန်တန်းထွက်ခွာသွားခဲ့ကြတယ်မိခအိမ်ပြောက်ကြီးအတွင်းထဲကိုဝင်လိုက်တဲ့အချိန်ဒေါ်ပုတ်မိခကိုတွေ့ပြီးအလွန်အံ့ဩထိတ်လန့်သွားခဲ့တယ်ဟင်မိခမင်းမသိဘူးနော်ဘာကိစ္စကကျမကတရားမှလဲဒေါ်ပုတ်အော်အေး ဘာမှမဟုတ်ပါဘူးဒီလိုပဲမင်းလိုက်တာပါမိကအိမ်ပေါ်စီတက်လာခဲ့တယ်ဒေါ်ဘုတ်ချိန်မကမီလက်မကမီဖြစ်ပြီးအိမ်အောက်ထပ်မှာကျန်နေခဲ့တယ်အိမ်ပေါ်ထက်စီရောက်တဲ့အခါမိခအတက်ကြအောင်စောင့်နေမိတယ်ဒေါ်ဘုတ်ပေါ်မလာတဲ့အတွက်ရခေကဥဆန်ပါထွက်လာတဲ့အခန်းကြီးရဲ့အရှိကိုသွားပြီးအခန်းတကားကိုခေါက်ဖို့လန်လန်လိုက်တယ်ဒါပေမဲ့အခန်းတကားကသူ့လိုလိုပွင့်သွားတဲ့အတွက်မိခအခန်းအတွင်းထဲကိုအသာလေးဝင်လိုက်တယ် အခန်းထဲမှာတော့နှစ်ယောက်အိတ်ကျုံးကလေးကြီးတစ်လုံးရှိပြီးဂရင်မောင်မမင်းကလေးတူလှဲ့အိတ်နေတာကိုတွေ့ရတယ်။မိခအဲ့ဒီမင်းကလေးအနည်းကိုကတ်ကြည့်လိုက်တဲ့အခါမင်းကလေးဟာချုံမောလှပသူတူဖြစ်နေတာကိုတွေ့ရတယ်။ဒီမင်းကလေးကဒေါ်လို့ပြောတဲ့မအုံမာဆိုတာပဲဖြစ်ရမယ်။ဒါပေမဲ့မင်းကလေးကတောင်တောင်ကြီးအိတ်ဆက်နေတဲ့အတွက်မိခတယောက်တည်နေတယ်လို့ထင်မှတ်မိလေတယ်။တည်နေတာလားအိတ်နေတာလားမသိဘူး။ မိခါကမအုံမရဲ့မျက်နှာအနီးကိုတိုးကပ်ပြီးမျက်နှာကိုအပေါ်စီးရနဲ့ငိုကြည့်လိုက်တဲ့အချိန်မအုံမရဲ့မျက်လုံးတွေကဖြက်ခနဲ့ပွင့်ထွက်သွားပြီးမိခါကိုမျက်စိအပြူသားနဲ့ကြည့်နေလေတယ်မိခါလည်းထိတ်လန့်ပြီးတော့အနောက်စီခုန်ဆုပ်လိုက်တယ်ဒါပေမဲ့ဂရီမိုးကလည်းနောက်ပြန်လာကြမလို့ဖြစ်သွားတာမို့ဆွဲမိဆွဲရဆွဲလိုက်တဲ့အခါမအုံမရဲ့ကိုပေါ်မှာလွှမ်းခြုံထားတဲ့စောင်ညို့ဆွဲမိပြီးစောင်နဲ့အတူတူလုံထွေးပြီးဂရီအောက်ကိုဒလိကောက်ကွေပြုတ်ကျသွားခဲ့တယ်မအုံမဂရင်ပေါ်မှာထိုင်ရင် ဆောင်မအတွင်းနရကုန်းထနေတဲ့မိခါကိုကြည့်လို့မင်းမသူလဲဘာလို့ငါတို့အိမ်ထဲရောက်နေရလဲဟိုဟိုလေးကျမနာမည်ကမိခါပါဆရာကြီးဦးစံပါရဲ့တပည့်ပါမိခါမိခါငါတိတလားအဖေ့စီမှာအဲ့ဒီလိုတပည့်မျိုးမရှိပါဘူးမအောင်ပါခြေလက်တွေကိုဆက်တက်လို့အညောင်းဆက်လိုက်ကဒီနေ့ဘာနဲ့လဲမိခါတပေါင်းလာဆန်ကိုရဲ့နေလေမအောင်ပါရဲ့ မအောင်မထူးဆန်းသွားပြီးတော့ဟာကြံကြီးစီရအခုမှနေုံလာပဲရှိသေးတာပါမအောင်မရက်တွေမှားနေလို့ပါပြက်ကလေးမှသာကြည့်လိုက်မိကကပြောဆိုရင်နေရမှာချစ်ဆွဲထားတဲ့ပြက်ကလေးတစ်စောင်ကိုပြလိုက်တယ်ဒါပေမဲ့အဲ့ဒီပြက်ကလေးကကိုနှစ်ခန့်နောက်ကျနေတဲ့ပြက်ကလေးဖြစ်နေတယ်အလိုပြက်ကလေးကြီးကလည်းအဟောင်းကြီးပါလားမအောင်မဂရင်ဘွားကချစ်ဆင်းလိုက်ရင်မင်းကတော့ရက်တွေမှားနေတာပဲမိခရဲ့ မအောင်မဂရင်ဘွားနဲ့မတ်တက်ရက်လိုက်တဲ့အခါခြေထောက်တည်းရပျောက်ခွေနှုတ်ချပြီးကျင်းမြဘုတ်ကိုလဲကျသွားခဲ့တယ်။မိခါမအောင်မကိုပြေးဆဲထူရတယ်။မအောင်မအလောထူဆန်းတဲ့အချိန်နဲ့ငါငါဘာဖြစ်နေရလဲ။ငါတကောလုံးလေးလံနေတာပါပဲလား။ခြေထောက်တည်းရလည်းအားမရှိသူလိုပဲ။ဒီအချိန်အခန်းတကာပွင့်သွားပြီးတော့ဓပုတ်နဲ့ဥဆက်ပေါတို့ဝင်လာခဲ့တယ်။ဥဆက်ပါမအောင်မအောင်မြင်တဲ့အခါအလောထိတ်လိုက်တုန်လှုပ်သွားပြီး တရေတစ်ခေါင်ကိုမြေတွေ့လိုက်ရသလိုကြောက်နာသွားခဲ့တယ်။အဲနောက်မအုံမအနီးစီကိုပြေးလာပြီးတော့"တမီးတမီးဘယ်တော့ကနိုးတာလဲ"ခုနကလေးတည်းမဲ့နိုးလာတာလေဖိဖိ"အေးရွားလို့လားတမီးရဲ့"တမီးပြန်အိတ်လိုက်ပါလား"တမီးအေးရွားပါတယ်ဖိဖိရဲ့"တမီးမအိတ်ချင်တော့ဘူး"တမီးကနေမကောင်းတော့အားနေနေတယ်ထင်တယ်။အဲ့ရပေါ်မှာပြန်လဲနေလိုက်တော့ဒေါ်ဘုတ်ကမအုံမကိုတွဲထုပြီးအဲ့ရရစီပြန်ထည့်လိုက်တယ် မိခလည်းဒုံနုမှားလိုက်တဲ့စကားကိုသတိရပြီးတော့ဒါနဲ့မောင်မစီမသားလေးတယောက်ရှိတာမောင်မမမှတ်မိဘူးလားမိခစကားကြားတဲ့အခါမောင်မတယောက်မျက်လုံးတွေပြူးကျဲသွားတယ်ဦးဆက်ပါမိခကိုဒေါသမြဝင်းနေနဲ့ကြည့်ပြီးမိခနေဘာတွေရှောက်ပြောနေရလဲဒါမဲ့မောင်မနှုတ်ကနေတားလို့တဖွားဖွားအော်ရင်မြေတွေစီးကျလာခဲ့တယ်လူတစ်ကောင်လုံးလဲအယူတယောက်လုံးတုံတုံရင်ရင်နဲ့ဖြစ်နေတယ်တား ဟုတ်တယ်ဖိဖိတားလေးဟုတ်ရင်တမီးအိမ်မက်မက်နေတာဖြစ်မှာပါတမီးမှာတားတမီးမှာမရှိရပဲတမီးကအပြို့လေမဟုတ်ဘူးတမီးမှာတားလေးတယောက်ရှိတယ်လေဖိဖိရဲ့ဖိဖိမိတ်နေပြီလားဦးဆက်ပါဒေါ်ဘုတ်ကိုမျက်စောင်းထိုးလိုက်တဲ့အခါဒေါ်ဘုတ်ကစောင်းကြီးကိုကောက်ပြီးမအုံမအောင်လှမ်းအောင်လေမအုံမဂရီမီးကိုလှိတ်ချလိုက်တဲ့အတွက်စောင်းနဲ့မအုံမိဘူးဒေါ်ဘုတ်ကစောင်းကြီးကိုဆွဲယူပြီး မောင်မစီပြေအုပ်ဖို့အတွက်ပြေးလာခဲ့တယ်။မိခာဒေါ်ဘုတ်ရဲ့ခြေထောက်ကို ခြေထိုးခံပြလိုက်တော့ဒေါ်ဘုတ်ကျဲမြင့်ပေါ်ကိုလဲကြပြီးသူ့လက်ထရဆောင်းကြီးကသူ့ကိုယ်သူပြတ်အောင်မိကချက်ချင်းပဲအိမ်မောကျသွားခဲ့တယ်။ဒီတော့မှမိခာလက်ခုပ်တီးလိုက်တော့တယ်။ဟုတ်ပြီ။ကျမအားလုံးနားလည်ပြီဆရာကြီး။တကယ်တော့ဆရာကြီးကမောင်မအောင်ဆောင်းတဲ့အုပ်ပြီးနှစ်တွေအများကြီးကြာလို့အိတ်ခိုင်းထားခဲ့တာပဲ။မင်းရှော့မပြောနဲ့မိခာ။ ရှောင်မပြောပါဘူးဒီမှာ မတည့်ရက်ပြီးပြောနေတာကြည်ရတာမအောင်မရဲ့ကလေးကိုမလို့ခြင်းလို့ကလေးကိုဒေါနုစီဆွန့်ပြက်လိုက်ပြီးတော့မအောင်မမိမျောနေအောင်လှောက်ထားတာမဟုတ်လားဆရာကြီးဒါကြောင့်မအောင်မကိုနေ့ကျောင်းအိတ်တာတော့မှမင်းဒီတနေ့ကအိတ်နေတယ်လို့ပဲထင်နေခဲ့တာမဟုတ်လားအချိန်ကြာရင်အိတ်ရထဲမှာလဲနေကြရတာဆိုတော့ခြေထောက်တွေကလမ်းမလျှောက်နိုင်တော့မဟုတ်လားဦးစံပါမိခောက်လက်ညှိုးနဲ့လှမ်းထုတ်ပြီးတက်ခတ်ဖို့ပြင်ဆင်လိုက်တယ်။ဒီခါမှမအောင်မဖေဖေ သူပြောတာတကယ်မဟုတ်လားတားလေးကိုဖေဖေဘာလုပ်လိုက်တာလဲအခုတားလေးပဲမှလဲဦးဆက်ပါမဖြစ်နိုင်တော့ရှစ်သားနဲ့မရပေးစီလို့ခေါ်တယ်မအောင်ပါ तू ကအခုကျွဲကြီးကြောင်းနေရတယ်ကျွဲကြောင်းနေရတယ်ဟုတ်လားမအောင်ပါဟာအလော့မုတ်တီးတဲ့အကြည့်နဲ့ဦးဆန်ပါကိုကြည့်လိုက်တယ်ဖေ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 ဘာလို့လောက်ခဲ့တာလဲဒါရီအားလုံးကတမီကောင်းစားဖို့လောက်ခဲ့တာပဲတမီ တမီးကိုအဖေဘယ်လောက်ချစ်တယ်ဆိုတာတမီးသိတယ်မဟုတ်လားတမီးကိုချစ်လွန်းလို့အဖေကအိမ်ထဲမှာပဲအရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့ရတယ်တမီးကိုမော်ရှင်ဖြစ်အောင်လို့နှက်ကညာပြူကြည့်စီကိုကြည့်ခိုင်းခဲ့တယ်မဟုတ်လားတမီးဒါတော့မှတမီးကဟုတ်နားကြောင်းတော့အိမ်ထဲခုတ်သွင်းပြီးတော့တိတ်တိတ်ပုံညာခဲ့တယ်လေမအောင်မရဲ့မျက်နှာလေးညှို့ချသွားခဲ့တယ်ငါဒီကောက်ကိုမချိနဲ့ဘူးဒါကြောင့်ဒီကောက်ကိုတက်ပြီးချက်လေးပတ်လေးတက်မှမြောက်လို့အဆောက်လောက်ထားလိုက်တယ် ဒါပေမဲ့ငါသမီးမမထင်မှတ်ပဲဒီကောင်နဲ့ရတဲ့ကိုဝေကျင်ခဲ့တယ်။ဒီကလေးကိုငါမလို့ကျင်တာနဲ့ငါသမီးကလေးငွေပြီးတော့မနှုတ်နဲ့အတူတူကလေးကိုလှည့်ထောင်းလိုက်တာပဲ။မအောင်မတယောက်ငိုကျွေးနေတယ်။ရစ်ဆက်လိုက်တာဖိဖိရေဖိဖိတည့်ရဆက်တာပဲ။ရစ်ဆက်တာမဟုတ်ဘူးသမီး။ဒါဟာအဖေတယောက်ရဲ့သမီးပေါ်ထားတဲ့အချက်ပဲ။ဒီခါမိခဆရာကြီးပြောတာမှားနေတယ်။ဒီကေကဆရာကြီးကကိုသားသမီးကိုချစ်တာမဟုတ်ဘူး။ ဆရာကြီးကအတားကြီးခဲ့တာမင်းကဘာသိလို့ဝင်ပြောနေရလဲမိခဟုတ်တယ်လေမိမတိုင်းကတော့တာသမီးကိုချစ်ကြတာထုံးစံတယ်ဒါပေမဲ့ကို့တာသမီးဘာဖြစ်ချင်နေဆိုတော့ကိုမသိပဲကိုလိုချင်တဲ့ပုံစံတာအတင်ပုံသွင်းလုပ်ယူနေတာချစ်တော်မဟုတ်ဘူးဆရာရဲ့အဲ့ဒါမိဘမြတ်တာမဟုတ်ဘူးဦးဇာပါမိခကိုလက်ညှိုးထိုးလိုက်တဲ့အခါမိခနေရနဲ့ပြေးဆောင်ပြီးနေရမှာပြားနေအောင်ကတ်သွားတယ်ဒီခါမအောင်မလုံးပါနဲ့ဖေဖေ ဒီလိုမလုပ်ပါနဲ့တော့သူပြောတာမှန်တယ်တမီမှော့ရှင်လည်းမဖြစ်ချင်ဘူးနတ်ကညာလည်းမဖြစ်ချင်ဘူးဖဖေတမီလိုချင်တာတာမဘွားတစ်ခုပဲငငယ်ကလေးကတမီဘသူနဲ့မှမပေါင်းသေးရအောင်ဘယ်မှလည်းမသွားရအောင်ဒီအိမ်ကြီးလေးမှာပဲနေနေရတယ်ဖဖေအိမ်အနားကကလေးတွေလာဆော့ရင်လည်းဖဖေကမောက်တော်လွှတ်လိုက်တယ်မဟုတ်လားတမီအဲ့ဒီအချိန်ကလေးကဘာပညာမှမလိုချင်ဘူးဘာမှအစွမ်းအောင်မှလည်းမမှတ်မအောင် တမီးလိုချင်တာပျော်ရွှင်မှုပဲတမီးတခြားကလေးတွေလောလွတ်လွတ်လပ်လပ်စောက်ကစားချင်တယ်တခြားကလေးတွေကိုငယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့နေချင်းခဲ့တယ်ဖြစ်ဖြစ်တရက်တော့ channel ကိုကိုပေတီရောက်လာတယ်ကိုပေတီကဆင်းရဲနေကြတယ်ဆိုပေမဲ့တမီးပေါ်တော့တန်ရုံးစီရှိရှာပါတယ်တမီးကိုပေတီကိုချစ်တယ်ဖြစ်ဖြစ်တော်သားနေသားတွေထပ်မပြောနေတော့တမီးဒါကြောင့်တမီးအခုလဲဘာမှထပ်ပြီးမလုပ်ချင်တော့ ။သမီးရဲ့သားလေးနဲ့တာမန်မိန်းမတယောက်လို့အေးလူလူပဲဘဝကိုဖျက်တမ်းချင်တော့တယ်။နေတော်တော်ယူတာပဲသမီးရ။နေဒါကြောင့်မို့လဲဟိုကြွက်ကြသားကောင်နဲ့ချစ်ကြက်ခဲ့တာမဟုတ်လား။ဒီမှာသမီး။သမီးကိုအဖေအကုန်ခွက်လွတ်တယ်။သမီးအဖေပြောတဲ့အတိုင်းအလိုက်တင်လေနေပေးပါ။သမီးကိုခွက်လွတ်ပါအဖေ။ပြီးတော့သမီးကိုလှုပ်ပေးပါ။ဘာ?ငါကနေကိုဘယ်လှုပ်ပေးရမှာလဲ။ ။တမီးဒီအင်ကြီးတွေကနေထွက်သွားချင်တာကြပါပြီ။အခုတမီးကိုထွက်သွားခွင့်ပေးလိုက်ပါတော့။ဦးစံပါငိုင်းကြသွားလိမ့်တယ်။အိမ်နောက်မှာတော့ကျဲမြင့်မှာထိုင်ကြသွားကနေရံကိုမှုပြီ။ပါတော့။နေငါပြည့်စစ်ရှိရနဲ့ထွက်သွားလိုက်တော့။မအောင်မဟာအခန်းတွင်းနေရနဲ့ဒရွတ်ဆွဲလို့တလန်းချင်းထွက်သွားလိမ့်တယ်။ဦးစံပါကမိခါကိုလေပေါ်ကနေပြက်ဖြုတ်ချပေးလိုက်တယ်။မအောင်မကဦးစံပါအနည်းကိုရောက်တဲ့အခါ ဦးဆန်ပါကိုလက်အုပ်ချပြီးကရုတ်နေမိတယ်။အဖေအပေါ်ကျူးလွန်ပြစ်မှားခဲ့တာတွေရှိဖေဖေခွတ်လို့ပြီးပါ။ဒီသမီးမိုက်ကိုခွတ်လို့ပြီးပါ။ဦးဆန်ပါခေါင်းကိုတွေ့တွေ့ကြီးငိမ့်လို့မင်းတို့မမှားဟုတ်သမီး။မှားတာအဖေပါ။အဖေကကလေးတယောက်ရဲ့စိတ်ကို့သားသမီးရဲ့စိတ်ရင်းအမှောက်မသိခဲ့ပဲ။သားသမီးကိုပုံသွင်းဖို့ပဲစိတ်အားထက်သန်ခဲ့တယ်။ငါသမီးဒီလိုဖြစ်ကိုဖြစ်စေရမယ်ဆိုပြီး အဖေအတောက်တွေကြီးခဲ့မိတယ်တမီး။ဆုံးသွားတဲ့တမီးအမေပြောတာမှန်တယ်။တကယ်တော့မိဘဆိုတာသားသမီးကိုချုပ်ကင်မှမဟုတ်ဘူး။သားသမီးကိုဖြည့်ဆည်းဖို့မဟုတ်လား။အခုတမီးရဲ့စိတ်ရင်းအမှန်ကိုသိသွားပြီဆိုတော့အဖေစိတ်လျှော့လိုက်ပါပြီ။နောက်ပြီးတော့တမီးရဲ့လိုအပ်ချက်ကိုလည်းအဖေဖြည့်ဆည်းပေးပါမယ်။ဦးဆန်းပါမအုံမရဲ့လက်ကိုဆွဲပြီးတော့အခုချိန်အားစပြီ။တမီးရဲ့သားလေးပေးစီကိုဒီအိမ်မှာခေါ်နေကြမယ်။ အဖေတို့ရဲ့အိမ်ကြီးကိုလည်းထပ်ပြီးဖျောက်မထားတော့ပဲအဖေတို့အတူတူဒီမှာပျော့ပျော့ရွှေ့ရွှေ့နေကြမယ်လေသမီးမကောင်းလားမအောင်မမြေရီကြဆင်းပြီးဥဆန်ပါကိုပွေဖက်လိုက်တယ်ကျေးဇူးတင်ပါတယ်ဖေ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 ကိုကျေးဇူးတင်ပါတယ်ဥဆန်ပါမအောင်မကိုပြန်လဲပွေဖက်ထားလိုက်ကမြေရီကြဆင်းနေတယ်မနက်မိုးလင်းတဲ့အခါမှာတော့ဒေါ်နုနဲ့ပေစီတို့အိမ်ပျောက်ကြီးစီကိုရောက်လာခဲ့ကြတယ်မိခါနဲ့စိတ်တလုံးနဲ့လိုက်ပါလာခဲ့တယ် ဒေါ်နုကကြောက်ရွံ့နေတဲ့အတွက်ဥဆာပါရဲ့မျက်နှာကိုမကြည့်ဝဲကြုံမှားသွားတယ်မနုကျုပ်ခုခမရကိုကန်းအောင်လှုပ်ထားတဲ့ပညာဆက်တွေကိုရုပ်သိမ်းပေးပါမယ်အဲ့လိုပြောပြီးတော့ဒေါ်နုရဲ့ဥကောင်းကိုလက်နဲ့တတ်ချလိုက်တဲ့အခါဒေါ်နုရဲ့မျက်လုံးမှာဖုံးကွက်နေတဲ့တိမ်သားလုံးဖြူဖြူအမြင့်ကြီးတွေကပျောက်ခဲ့ပြီးဒေါ်နုတယောက်စကုနှစ်ခွေအလင်းပြင်ရခဲ့တယ်တော်နူကမြေပေါ်မှာဒူးထောက်ထိုင်ချပြီးတော့ကြီးစုတင်ပါလေဆရာကြီး ဒီချိန်ဒေါ်ဘုတ်ကအိန္ဒိယနဲ့ပြတ်ထွက်ပြီးဒေါ်နုကိုပွေးဖက်လိုက်တယ်။ပေစီကတော့ဒီအဖြစ်ကိုအာအာသင့်စွာနဲ့ကြည့်နေတယ်။ပေစီသားလေးတကယ်တော့သားအမေရဲ့သားရဲ့မဟုတ်ဘူး။သားရဲ့မိကဟော့ဟော့ကမအောင်ပါပဲ။ပေစီကြောင်တောင်တောင်ကြီးဖြစ်နေလိမ့်တယ်။မအောင်မှာပြေးလာပြီးတော့ပေစီကိုပွေးဖက်ထားလိုက်တယ်။အမေခမရကြောက်မေးလား။သားကိုဒီနေ့တွေ့တယ်မှာပြစ်ထားသလိုဖြစ်သွားတယ်။ အမေတောင်းဝင်ပါတယ်တာရဲ့အခုချိန်အားစပြီအမေတို့အားလုံးဟောဒီအိမ်ပြောက်ကြီးမှာအတူတူနေကြမယ်တားလို့ခြင်းနာမှန်သမျှအမေဖြစ်စီပေးမယ်အမေတကယ်ပြောနေရလားတကယ်ပဲကြောက်လို့ခြင်းနာကိုဖြစ်စီပေးမှလားတကယ်ဘောတာရဲ့တားဘာလို့ခြင်းလဲတားလို့ခြင်းနာတော့ကျဲကောက်အစိမ့်လောက်ရဲ့နောက်ပြီးတော့လေးကွာကောင်းကောင်းတက်လက်နဲ့ပလူတချောင်းလို့ခြင်းနဲ့အမေတားအခုကျဲမချောင်းကတော့မနေတတ်ဘူးဗျပြင်းစရာကြီး ဖအေးကကြွဲကြောင်းသားဆိုတော့တားကလည်းကြွဲကြောင်းသားဖြစ်ချင်တာမဆမ်းပါဘူးကွာဦးစံပါလေးသက်မမနဲ့ပြောလိုက်တဲ့အတွက်အားလုံးကဦးစံပါကိုလှည့်ကြည့်လိုက်လေတယ်ဦးစံပါခေါင်းကုတ်ရင်ငါဆိုလိုချင်တာဝယ်ပေးလိုက်ပါလို့ပြောချင်တာပါအဖိုးစုဆောင်ထားတဲ့မြပစ္စည်းဥစ္စာတွေကငါမျိုးလေးအတွက်ပဲဖြစ်စေရမှာဟဲ့ဒီတော့မှတစ်ဖွဲ့လုံးတဝဝနဲ့ရေလိုက်ကြတယ်ဒေါနုနဲ့မအုံမှာတော့အိမ်မော်တက်သွားကြတဲ့အတွက် အိမ်အောက်မှာမိခနဲ့ဥဇံပါပဲကျန်ခဲ့တယ်။ဥဇံပါအိမ်မော်စီတက်သွားတဲ့လူတွေကိုလှမ်းကြည့်။မင်းကိုကျေးဇူးတင်ပါတယ်မိခ။ဘာဖြစ်လို့လဲဆရာကြီး။အခုမှပဲငါတို့အိမ်လည်းအိမ်ကြီးနဲ့တူသွားတော့တယ်။မင်းသာရောက်မလာခဲ့ဒီလိုအချိန်ကြီးဘယ်နှနဲ့ကြောက်အောင်မလဲမသိဘူး။ဆရာကြီးကကျမကိုခွန့်လွတ်တယ်ပေါ့နော်။ခွန့်လွတ်ပါတယ်။ခွန့်လွတ်ရုံတင်မကပဲနဲ့ငါတက်ထားတဲ့ပြညာတွေအကုန်လုံးမင်းကိုဆရာစားမချက်မဲတင်ကြပေးပါမယ်။ ဟုတ်ပြီလားမိကပျော်ရွှင်စွာရီမောလိုအိမ်မော်ကိုပြစ်တက်ပါခဲ့တယ်။လေကအတက်ဆဲမှာချိတ်ဆွဲထားတဲ့တိုင်ကနိုင်ကြီးကရခိရရတက်နေတယ်ဆိုပေမဲ့လေအခုခါမှာတော့တစ်ချက်ချက်အတန်မျိုးလို့လက်ပတ်နေပါတော့တယ်။ပရိသတ်များရှင့်အဝိဇ္ဇာတော်တောင်းတဲ့မြို့မောက်ကင်းချိန်ဇလန်လေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလား။စာရေးဆရာအကဆောင်လဲကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ ီဇလိုက်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပတ်စားနိုင်ကြပါစေရှင်။